္လာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပြောလို့ပြောထားမရှိတဲ့ထေကန်ပြီးတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရှင်းလေးစရာအကြောင်းပြောမှဖြစ်တော့မင်းဆိုပြီးတော့တွေးမိလို့ပြတ်ပြီးပြောရခြင်းဖြစ်ပါတယ်တိုင်းပြည်ပါလက်ရှိဖြစ်ပေါ်နေတဲ့အချင်းချင်းတိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့အစ်စ်ဟာ တဖြည်းဖြည်းနဲ့တိုင်းပြည်ရဲ့ရိုးရင်းပျက်စီးမှုအနေအထားကိုဥတီလာပြီးဖြစ်ပါတယ်။ဒီအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော် highlight လုပ်ပြီးပြောချင်တာကတော့ရခိုင်ရေးပဲဖြစ်ပါတယ်။ရခိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပဲရခိုင်ပြည်ဟာလွန်ခဲ့သောနှစ်ပေါင်းများစွာလေးကမင်းကိုကာကွယ်နေရတဲ့နေရာဖြစ်ပါတယ်။အဲဒီနေရာဟာတော့ကျွန်တော်တို့ လူမျိုးသားဘင်္ဂါလီတွေကကျွန်တော်တို့နိုင်ငံတွေကိုရိုဟင်ဂျာဆိုတဲ့အမည်နဲ့လူမျိုးစုတစုကမ္ဘာပေါ်မှာလိမ်ပြီးတော့မှမြမရဲ့ဒီကိုရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။အခုရခိုင်ပြည်မှာဖြစ်ပွားနေတဲ့စီရေးချိန်တွေကြောင့်ဒီနေရာဟာကျွန်တော်တို့မြမနိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့လွတ်လွတ်ဆုံးရှုံးရမယ့်နေရာတစ်ခုဖြစ်လာပြီဆိုတာကိုအလေးနက်ထားပြီးတင်ပြပေးခြင်းလို့ တက်လာခြင်းဖြစ်ပါတယ်။ပြန်စင်းသားကြည့်ပါ။ကျွန်တော်တို့ NLD အစိုးရလက်ထက်မှာ AISC တရားကျွန်တော်တို့ရခိုင်ပြည်နယ်ကိုဝင်တိုက်ခဲ့ပါတယ်။ AISC ကျန်းဖတ်ပြီ။ဝင်တိုက်တဲ့အခါမှာကျွန်တော်တို့ပြည်သူရဲတွေများစွာစာဆုံးခဲ့ပါတယ်။အဲ့ဒီလိုနဲ့မြန်မာတပ်မတော်ကအကာအကွယ်ပေးပြီးတော့အခုဖြစ်နေတဲ့ YC ဆိုတဲ့ အစ္စလာမ်ရဲ့ထောက်ခံတဲ့နိုင်ငံတွေကသူတို့ကိုထောက်ပံ့ပေးပြီးတော့မှအခု AIS မှာလူတသိန်းဒီပါလက်နက်တက်ဆင်ပေးပြီးဆိုတဲ့အကြောင်းသတင်းရှိရပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံအတွက်ညာသောအန္တရာယ်ကြီးတဲ့အနေအထားတစ်ခုကိုရောက်ရှိလာပြီးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငကိုတွေကမှကျွန်တော်တို့ရဲ့မျိုးကိုလူစင်နေတဲ့သူတို့ဟာအခုနွားကွေးတော့ကြားဆွဲတယ်လို့ဆိုလိုပဲ ကျွန်တော်တို့ရဲ့မြေပေါ်မှာသူတို့တွေဟာဝင်ရောက်နေကြပြီးပေါ်မှာဖြစ်ပါတယ်ဒီရင်းနဲ့ပတ်သက်ပြီးတော့အထူးပြောချင်တာကအေးအေးအကျန့်ဖက်ဒါထုံးမြတ်နိုင်ဆိုတဲ့သူကိုပုံနောက်ရှိရလားလို့မြင်ချင်တာဖြစ်ပါတယ်ဘာဖြစ်လို့ကျွန်တော်ဒီစကားကိုပြောရသလဲဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမှာနှစ်ပေါင်းများစွာအတူရှင်တွဲပြီးနေထိုင်ခဲ့တဲ့နေရာမှာကျွန်တော်တို့ရခိုင်လူမျိုးတွေနဲ့ကျန်တဲ့လူမျိုးတွေအားလုံးဟာ ဗုဒ္ဓဘာသာလူမျိုးတွေပဲဖြစ်ကြပါတယ်။ကျွန်တော်တို့ကိုယ်ကရဘာသာတူညီပါတယ်။ကျွန်တော်တို့တွေကမိသားစုညင်းအကုန်လုံးနေလာပြီးတော့မှအခုမှဟဲ့လားအရခဆိုတဲ့ဥစ္စာနဲ့တိုက်ခိုက်ပြီးတော့အခြေအနေမှာနောက်မှာ AIS အဖွဲ့ဟာဒါ AI ကိုနောက်ကနေပြီးတော့နောက်ဘူးတိတ်ပြီးတော့တိုက်ဖို့လုပ်နေပြီဖြစ်ပါတယ်။ကျွန်တော်တို့ AI နဲ့ကျွန်တော်တို့ဒီ အာစာနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကဘသူကိုတိုက်ရမှာလဲဆိုရင်ကျွန်တော်တို့ကအာစာကိုတိုက်တာပါကျွန်တော်နိုင်ငံဟာဘောရဘာသာမြန်မာနိုင်ငံပဲကျွန်တော်တို့လက်ခံပါတယ်ဝင်ရောက်လာမယ်ဒီမွတ်စလင်ကျွန်တော်လူတွေပြောတာမဟုတ်ပါဘူးအကျန်းဖတ်အစွန်းရောက်တည်းရဲ့အောက်ကိုကျွန်တော်တို့နိုင်ငံအပမခံနိုင်ပါဘူးဒါကြောင့်မလို့ ရခိုင်မှာရှိနေတဲ့ပြည်သူပြည်သားတွေဟာဒီဖြစ်ပေါ်လာတော့မဲ့ငါနဲ့စင်နဲ့တွဲမှာဖြစ်ပေါ်လာတော့မဲ့ဒီရေးကိုအုံတော့တဲ့ထဲသားတွေမှာခင်ဗျားတို့ကိုကာကွယ်ပေးနေတာဟာမြမတက်မတော်ပဲဖြစ်ပါတယ်ခင်ဗျားတို့ရဲ့နေကိုအကာအကွယ်ပေးခဲ့တာဟာလေစင်စက်မပြတ်အကာအကွယ်ပေးခဲ့တာလေမြမတက်မတော်နဲ့မြမပြည်သူတွေပဲဖြစ်ပါတယ်ဒီချိန်မှာရခိုင်လေးဗမာတွေမခွဲပြန်နဲ့မြမပြည်သူပြည်သားများအနေနဲ့ ကျွန်တော်တို့ရဲ့နောက်ပိုးကနေပြီးတော့ဝင်ရောက်အချောင်နိုင်မဲ့အာစာကိုတတိထားပြီးတော့ပြန်လဲပြီးတော့တွန်းနိုင်ရတော့မယ်အနေထားကိုရောက်ချိန်လာတော့မယ်ဆိုတာကိုခမရုခေါင်းကြီးကြီးနဲ့တွေးစားဖို့လိုပြီးဖြစ်ပါတယ်ကျွန်တော်တို့အာစာနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးကျွန်တော်တို့ရေကိုချင်းချင်းဖြစ်တဲ့စစ်လိုမျိုးမဟုတ်တော့ဘဲနဲ့ဟုတ်လားအခုရှိနေတဲ့ Lebanon နဲ့ Syria တို့မှာ အရင်ဖြစ်ခဲ့တဲ့ ISIS ဆိုတဲ့ဟလာဒီအစ္စလာမ်ရဲ့အစွန်းရောက်လက်နက်ကင်တွေအားလုံးဝေရောက်ပြီးတော့အဲ့ဒီနေရာကြီးသာဒေတာဝင်းကြီးတစ်ခုလုံးရခိုင်ဒေတာဝင်းကြီးတစ်ခုလုံးစစ်ပွဲတွေနဲ့ပျက်စီးသွားမှာဖြစ်ပါတယ်အထူးကနင်းနာမှာတော့ရခိုင်ပြည်မှာနေထိုင်ကြတဲ့ရခိုင်တိုင်းဒေသတိုင်းသူတွေနဲ့မြန်မာပြည်သူပြည်သားတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ကဒီစကားကိုကျွန်တော်မပြောချင်ပေမဲ့လည်းကျွန်တော် တက်ပြီးပြောရတာဖြစ်ပါတယ်အားလုံးအမြင် မျက်လုံးကြည်ကြဲထားအမြင်ကြီးကြီးကြည့်ပြီးတော့မြန်မာနိုင်ငံရဲ့အရေးကိုယ်နိုင်ငံရဲ့အရေးဘုရားဘာသာရဲ့အရေးကိုတွေးကြပါလို့ပြောရင်ကျွန်တော်ပြောချင်တဲ့စကားကတော့ဘလောက်ပါပဲမြန်မာပြည်ကြီးကဘာတီသွေးအတွန့်ရှည်တန်းပါပြီမြန်မာပြည်သူပြည်သားတိုင်းလားကြီးကိုမောင်နှမအားလုံးစိတ်ဝမ်းမကွဲပဲနဲ့မိမိနိုင်ငံကိုကာကွယ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်